လို့ကဆုံလားပြည့်ဟာဗုဒ္ဓရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့ပြောမယ်ဆိုရင်ဗျာဒိတ်ခံခဲ့တာလဲကဆုံလားပြည့်နေပဲနောက်နောက်ဆုံးဘဝမှာဖွားတော်မူတာလဲကဆုံလားပြည့်နေပဲဖျားဖြစ်လို့ရောက်တော်မူတာလဲကဆုံလားပြည့်နေပဲဘဝအဆုံးသတ်ပြီးတော့ပြိနိဗ္ဗာန်စံသွားတာလဲကဆုံလားပြည့်နေပဲလို့ဒါကြောင့်မို့အကျဉ်းချုပ်ပြောမယ်ဆိုလို့ရှိရင်ဗျာဒိတ်တော်ခံဖွားပွင့်စား ဗျာဒိတ်တော်ခန္ဓာလည်းကဆုံလာပြီဟောဖွာတော်မူတာလည်းကဆုံလာပြီဖျားဖြစ်သူရောက်တာလည်းကဆုံလာပြီပြိဋိဘံစန္ဒာလည်းကဆုံလာပြီလို့ဒီကဆုံလာပြီဟာဘုရားဘာသာဝင်တွေအတွက်အမြဲတမ်းထူးခြားတဲ့ဘုရားဘဝနဲ့ဆက်ဆက်နေတဲ့လာပြီလို့ဒီဘဝတွင်ပြောမယ်ဆိုရင်တော့ဖွာပွင့်ဆံပေါ့ဖွာတော်မူတာရဲ့ ဘုရားဖြစ်သူရောက်တော်မူရာယပြိဋိဘံသာနာယ၃ခုသို့တော့ဒီဘဝမကဘူးဘုရားလောင်းရဲ့တန်တရာဘဝမှာထည့်ပြီးတော့ပေါင်းလိုက်မယ်ဆိုရင်ဗျာဒိတော်ခန္ဓာနဲ့ဒီလားလို့။ဘာဖြစ်လို့ဒီလိုပြောရတော့ဆိုဗုဒ္ဓဝင်ပါဠိတော်မှာဘယ်လိုပါအောင်ဆိုတာရာခဏဝီရောစန္တိအကဲခတ်ပြီးတော့ကြည့်ကြတာနော်။ဒီကနတ်တွေမြမာတွေ အဲ့ဒီဗျာဒိတ်ခံတဲ့ပွဲမှာဖះကိုပူဇော်ရင် သူ့မိသားရဲ့သိလေးကိုဖះလောင်းဆိုပြီးတော့ဝန်းဝန်းပူဇော်ကြတယ်အဲ့လိုပူဇော်တဲ့အထဲမှာသူတို့ကလည်းအတီးပြုတ်ကြတယ်ဖះကဖះဖြစ်လိမ့်မယ်အနာကမှာဖះဖြစ်လိမ့်မယ်တို့ဗျာဒိတ်ဟောတဲ့စကားဟာဘယ်တော့မှမလွဲဘူးဆိုတာဘာဘယ်လိုအခြေအနေတွေကိုသူတို့ချိန်ကြတာတော့ဆိုထူးခြားချက်တွေကိုကြည့်လိုက်တယ်ကောင်းကင်မှာလည်းပဲကျယ်တွေကအံ့ဩစရာကောင်းလောက် သူကနေ့ခါကြီးမှာပဲဖြစ်စီပေါ့ကျဲတွေအမတန်မှဖြည့်စုံတဲ့အချိန်ခါကြီးကောင်းငင်ကကျဲတွေကတောက်ပပြီးတော့နေကြတယ်နက်ခတ်တွေဟာလည်းထင်းထင်းရှားရှားပေါ်ထွက်လာကြတယ်ညအခါထွက်ပေါ်လာမဲ့လာပြီးဝန်းကြီးကလည်းပဲဝိတာခာဆိုတဲ့နက်ခတ်နဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာအဲ့ဒါကိုဝိတာခာနက်ခတ်နဲ့ရှင်တွဲတဲ့လဆိုတာကဆုံလားပြည့်ပဲဒါကြောင့်မို့ကဘာမှာ ကဆုံလာပြီနေကိုဘယ်လိုခေါ်တော့ဆိုဝေဆက်လို့ခေါ်တယ်ဝေဆက်ဆိုတာဝိတ္တခါကိုပြောတာသူတို့အတန်နဲ့ပြောတယ်ဝိစာခါဝိစာခါဝိစာခါကိုဝိဆက်ဒီလိုခေါ်တာကဘာမှာခေါ်တဲ့စကားကအင်္ဂလိပ်စကားမဟုတ်ဘူးအိန္ဒိယဝေတာခဆိုတဲ့စကားလုံးကိုပါဠိစကားလုံးကလည်းဝေတာခပဲအိန္ဒိယကလူတွေရဲ့အတန်ထွက်တဲ့အခါကျတော့ဝိဆက်ဒီလိုအတန်ထွက်တာဝိတ္တခါ 2000ปีนี่ก็กุลตะเบยก็ยูไนเต็ดเนชั่นก็ซ้อมยาเจ็ดตะคู่ชาဘုရားမြတ်စွာဘုရားသာသနာတော်ဟာအမြဲတမ်းထူခြားတဲ့ဘာသာတရားဘုရားရဲ့အဆုံးအမတွေဟာထူခြားတဲ့အဆုံးအမတွေဖြစ်တယ်။ဘုရားဟာအမြဲတမ်းထူခြားတဲ့ပုဂ္ဂိုလ်တူဦးဖြစ်တယ်။ကဘာကြီးငြိမ်းချမ်းအောင် ကဘာကြီးငြင်းချမ်းရနေမှာကလူတွေရဲ့စိတ်နှလုံးပူလောင်မှုတွေကိုငြင်းချမ်းအောင်ဟောပြောနိုင်တယ်အမှန်တမ်းထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။သူမွေးဖွားတဲ့ရက်ရက်တည်းဟာကဘာမှာယုံပိတ်ရဲ့အဖြစ်အတိမပြုတည်နေတယ်လို့အစိုးတင်သွင်းပြီးတော့ဝေဆက်ပွဲတော်ဆိုတာကုလသမဂ္ဂကကဘာတကဘာလုံးကနေအတိမပြုပြီးတော့သတ်မှတ်ထားတဲ့ရက်တစ်ခုဖြစ်သွားတယ်။ဂေဇက်တဲ့ holiday လို့ခေါ်တာ။ 2000တက်ကြဲ2000အခုတက်ကြဲ2000ဆနစ်ရှိသွားဒါကြောင့်မို့တချို့နိုင်ငံတွေမှာကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်အရဆိုပြီးတော့ဝိဆက်ပွဲတွေဆင်ရင်ကျင်းပပြီးတော့နေကြအေဗဒါမဒီမြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်